ရန်ကုန်မြို့ကထွက်ခွာလာတဲ့လူလူခေါင်းဆောင်ကိုခီးဦးကြိုပြုတ်ဖို့အတွက်ရာနဲ့ချီးတဲ့ပြည်သူတွေဟာမနက်ခင်းကလှဲကူဖောင်ကြီးလမ်းတလျှောက်မှာစောင့်ဆိုင်နေကြကြတာပါ။ထောင်နဲ့ချီးတဲ့ပြည်သူတွေဟာကားကြီးကားငယ်မျိုးစုံနဲ့ NLD အောင်နိုင်ရေးတချင်းတွေဖွင့်လို့မဲဆွယ်ဟော့ပြော်ပွဲပြုလုပ်မဲ့နေရာကိုလာရောက်ခဲ့ကြပါတယ်။မဲစည်းအမားတွေနဲ့ပတ်သက်လို့မြန်မာပြည်ကြီးကိုမတိုးတက်စေချင်သူတွေရဲ့ထောင်ချောက်ထဲမဝင်ဘဲ ပြည်သူတွေဘလောက်အတွေးခေါ်မြင့်နေဆိုတာကိုလက်တွေ့ပြကြဖို့နိုဘယ်ညင်းညာရေးဆုရှင်ကအခုလိုတိုက်တွန်းခဲ့ပါတယ်။ဂျွေးကောက်ပွဲများတည်တည်ငြိမ်ငြိမ်အောင်အောင်မင်းမင်းမဖြစ်စေခြင်းတဲ့သူတွေရဲ့ထောင်ချောက်ထဲကိုမရောက်သွားအောင်လို့ကျမတို့ပြည်သူများဟာမဲပေးပိုင်ခွင့်ရှိလို့ရှိရင် ဖြစ်အောင်လို့မဲသွားပေးပါအကြောင်းကြောင်းကြောင်းမလို့ကိုကမဲစင်းနေမှမပါလို့မဲပေးပိုင်ခွင့်မရှိဘူးဆိုလို့ရှိရင်လေမဲပေးပိုင်ခွင့်ရှိတဲ့လူတွေမဲပေးနိုင်အောင်လို့ဝိုင်းဝန်းပြီးတော့ကူညီကြပါတိုက်တွန်းကြပါပြဿနာဖြစ်အောင်မလုပ်ပါနဲ့ကျမတို့ပြည်သူတွေဟာကျမတို့နိုင်ငံကိုမတိုးတက်စေခြင်းနဲ့လူတွေတဲ့ပို့ပြီးတော့အဆင့်မြင့်နဲ့အတွေးခေါ်ရှိတယ်ဆိုတော့ပြလိုက်ကြပါကျမတိုက်တွန်းကြပါပေါင်ကြီးကြီးရွာမှာမနေ့ပိုင်းဟောပြောမှုအပြီး နေလေကင်းရဲမုံကျွော်မှာဆက်လက်စီးုံရွာမှာတော့မိုးရီရီကြားကပဲပြိသက်တပေါင်းကျော်လာရောက်အားပေးခဲ့ကြတာပါရွေးကောက်ပွဲအောင်နိုင်ရေးခီးစဉ်ဖြစ်ရန်ကုန်တိုင်းအတွင်းမှာစီးုံရေးဆင်းနေတဲ့မြမဒီမိုကရေစီခေါင်းဆောင်ဟာအောက်တိုဘာ16ရက်နေ့မှာလဲရခိုင်ပြည်နယ်ကိုဆက်လက်စီးုံရေးဆင်းဖို့လဲရှိနေပါတယ်မြမပြည်ရောက်ရှိနေတဲ့ဒီကနေ့အစင်တန်းနဲ့ပတ်သက်လို့ဘဲပုတ်ကိုအဖွဲစည်းကိုမှလက်ညှိုးမထိုးခြင်းပေမဲ့မှားရွံ့တဲ့အုပ်ချုပ်ရေးစနစ်ကြောင့်ပြည်သူတွေဆင်းရဲရွံ့နေတာနဲ့ပတ်သက်လို့အခုလိုဝေဖန်တုံ့တက်ခဲ့ပါသေးတယ် လာမှခီးသွားရင် ကြည့်လိုက်လို့ရှိရင်မင်းတို့နိုင်ငံအရန်ချမ်းသာတယ်ကျမတို့နိုင်ငံအရန်ချမ်းသာတယ်နော်စိတ်ဆိုးနေတာပဲတရားစာတော့ပစ္စည်းတွေလည်းထွက်လိုက်တာမနေဘူးအဲ့ဒီလိုဖြစ်နေတဲ့နိုင်ငံမှာပြည်သူတွေဘာလို့ဒီလောက်ဆင်းရဲနေရတာလဲဆိုတော့မင်းကွန်းထုတ်စရာမန်ကန်ရဲ့စနစ်ကိုပြောင်းပြီးတော့သုံးလိုက်ကျမတို့အားလုံးဟာအတူလက်တွဲပြီးတော့နိုင်ငံအကျိုးအတွက်လုပ်နိုင်တယ်ကျမတို့ရဲ့ပြည်သူကမျက်နှာငယ်လေးနဲ့တခြားနိုင်ငံမှာသွားပြီးတော့ရုန်းကန်နေစရာအကြောင်းဘာမှမရှိဘူး ဒါရင်ပြောင်းလို့စနစ်ကိုပြောင်းရပါမယ်လို့ကျွန်မပြောနေတာပါ